မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကျေဇူးလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့ပမော်မျိုးသိန်းတိုက်ပွဲတွင်စစ်ကောင်စီကာကင်စခန်း၅ကိုကိုတင်ပိုက်ရရှိကတရင်မှုနှင့်အဖွဲ့ကိုအရှင်ဖမ်းပြီးဖောက်ကန့်ကိုထိုးစစ်ဆင်နေသောစစ်တပ်စစ်ကြောင်းများတိုက်ဆုံမှုများပြားဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲမှာရမန်နီဆက်လက်ပြင်းထန်နေခဲ့ပြီးစစ်ကောင်စီကာကင်စခန်းကောင်ကိုထမှန်သိမ်းပါရရှိကောင်စစ်တပ်၏တရင်မှုနှင့်အဖွဲ့ကိုရှင်ဖန်စီရရှိကြောင်း KNY သတင်းရင်းမြစ်ကရန်ကုန်ခေတ်တဲ့သတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ25ရက်နေ့မှစတင်၍ဗမော်မြို့သိမ်းတိုက်ပွဲမှာပြန်လည်ပြင်းထန်လာခဲ့ပြီး KNY KPDF တပ်များကထိုးစစ်ကိုရှိန်မြင့်တင်ခဲ့ကြောင်းရှင်းတိုက်ပွဲများတွင်စကခ27ကာကင်စခန်းကောင်ကိုသိမ်းပါရရှိပြီးစစ်တပ်တရင်မှုနှင့်အဖွဲ့ကိုလည်းရှင်ဖန်စီရရှိခဲ့ကြောင်းသိရှိရသည် စကားက21ရကကင်စကန်၅ကိုကိုထက်ရတယ်အခုကစကားက21ရဘဟုခင်အထေရောက်နေပြီအဲ့ဒီအထဲမှာစစ်တပ်တရင်မှုနဲ့အဖွဲ့ကိုလည်းစစ်တုံမှန်ဖြစ်ဖန်စီရရှိထားပါတယ်တိုက်ပွဲတွေပြင်းထန်နေတယ်စစ်တပ်ကလေရင်တွေနဲ့တစ်ချိန်လုံးပုံလာကျဲနေတယ်ကိုဘက်မှာလည်းအထိခိုက်တွေရှိတယ်ဟု KNY သတင်းရင်းမြစ်ကပြောဆိုသည်2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှာစတင်၍ပမော်မြို့ကိုတင်ပရန် KNY ဦးဆောင်သောပူပေါင်းတပ်များကထိုးစစ်ဆင်ခဲ့ကလက်ရှိအချိန်9လနီးပါးကြာသည့်အထိတိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရှိရသည် အလားတူကချင်ပြည်နယ်ဖားကံမြို့နယ်ကိုစစ်တပ်စစ်ကြောင်းများကခြေတက်ထိုးစစ်ဆင်နေရထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်များကို KIA ဦးဆောင်သောတော်လိုင်းတပ်များကကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းရှင်းသူတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်မှထိနာပြီးတိုက်ဆုံထိခိုက်မှုများပြားကြောင်းသိရှိရသည်စကားရီဘက်ကလက်နက်နဲ့ခင်ရံနဲ့စစ်ပစ္စည်းတွေတင်စီရရှိတာရှိပါတယ်။စကားရီဘက်ကဘလောက်တွေဆိုတာတော့အရေးအတွက်မသိရဘူးဟု KPDF ကသတင်းရင်းမြစ်ကပြောဆိုသည်။ ဧပြီလ24ရက်မှစတင်ရဲကချင်ပြည်နယ်ဖားကံမြို့သို့မိုးကောင်းကာမိုင်းဘက်မှစစ်တပ်စစ်ကြောင်းများအင်အားရကြီးတက်လာခဲ့တဲ့ပြင်ဖားကံလမ်းပိုင်းများအလုံးပိတ်ထားကြောင်းမြစ်ကြီးနားမိုးကောင်းကာမိုင်းဘက်လည်းရေကတာရွာတွိုက်တွင်တိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့အပြင်ဟိုပေအင်းတော်ကြီးလမ်းပိုင်းတွိုက်တွင်လည်းစစ်တပ်ကစစ်ကြောင်းများထွန်းနေတိုက်ပွဲများဖြစ်ခဲ့ကြောင်းတိုက်ပွဲများအတွင်အစံဘက်စစ်တပ်ကလေးကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ကြောင်းသိရှိရသည် ဆလဘီတရုတ်အနယ်မြေများအထိကြီးမားလာနေသည်ကိုမိမောင်းထိုးလာပြခြင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မဟာဗျူဟာနဲ့မူဝါဒအရေးရာအင်စတီကျူမှာပဏိပခငိမ့်ချင်ရင်းနဲ့လုံခြုံရေးဆိုင်ရာမြန်မာအရေးတောင်းငန်ဦးကျော်ထောင်မှာမြန်မာတော်လှန်ရေးအရှိန်အဟုန်မြင်းများအထိခရီးရောက်နိုင်တဲ့အတိုင်းအတာကိုတရုတ်ကဆုံးဖြတ်ကန်တလာတော့မည်ဆိုသည့်ကောင်းစင်ဖြင့်တရုတ်၏အန်ရကြီးထွားလာနေသည်ကိုမိမောင်းထုတ်ပြလာသောဆောင်းမဖြစ်၍အာလုံးသိသင့်သည်ဟုယူဆ၍ကောက်နှုတ်တင်ပြပေးသွားပါမည်။2021ခုနှစ်အာနာသိမ့်မှုနှင့်အတူပြင်းထန်လာသောအကြမ်းဖက်ဖိနှိပ်မှုများကြောင့်နိုင်ငံတော်ဝန်ပြည်သူတို့၏လက်နက်ကင်အုံကြွတော်လန်ခဲ့ရမှာပြည်ရင်းစစ်မိကြီးသည် မီးဟွန်းဟွန်းတောက်လောင်လာခဲ့ရသည်လက်နက်ကိုင်းတော်လင်းအဖွဲ့ပေါင်း900ကျော်ပင်ထိပင်ထွက်ပေါ်လာခဲ့ရသည်တိုက်ပွဲပေါင်း16000ကျော်ဖြစ်ပွားလာခဲ့ပြီးအရှိတောင်အာရှိုက်လက်တလောသမိုင်းစင်တွင်အပြင်းထန်ဆုံးပဏိပခါကြီးဖြစ်လာခဲ့သည်ထိုပြည်ရင်းစစ်ကြီးတွင်ရေးပါသောအလဲအပြောင်းကြီးသည်2023အောက်တိုဘာလတွင်စတင်သောညင်အောင်သုံးပေါ်မှမိတိုင်းတာလက်နက်ကိုင်းအဖွဲ့ကြီးဦးဆောင်သော2029ထိုးစစ်ကြီးပြန်ထွက်ပေါ်လာခဲ့သည်အဆိုပါထိုးစစ်ကြီးကြောင့်စစ်တပ်သည်သမိုင်းတလျှောက်မကြုံစဘူးအောင်ထိနာသွားခဲ့ရပြီးနေမြေအမြောင်များဆုံးရှုံးသွားခဲ့ရ မှုနှင့်အတူလာရှိုးနှင့်အတူရှေးမြောက်တိုင်းစစ်ဌာနချုပ်ကိုပါလက်လွတ်ခဲ့ရသည်ထို့သောအချိန်များဖြစ်ပေါ်နေစဉ်တွင်တရုတ်သည်ပြည်တွင်းရေးဝင်ရောက်မဆွတ်ဖက်ရေးမှုဆိုကတစ်ချိန်လုံးငြိမ်သက်နေခဲ့သည်ထို့တော်လည်း၎င်းတို့အကျိုးစီးပွားကာဝယ်ပေးနိုင်ရန်မြန်မာအားမြေသို့မြေပုံကင်တွယ်သွားရမည်ကိုချိန်ဆတွက်ချက်နေပြီးမျက်ခြေမပြတ်ဆောင်ကြည့်နေခဲ့သည်2029ဆစ်စင်ရဲ့ဒုတိယဆင်ရောက်ရှိလာခဲ့ချိန်တွင်တော့တရုတ်သည်ပြန်ဖြေရတော့မည်ဆိုကပြက်ပြက်သားသားနဲ့ဖိအားပေးအချက်ကန်လေးသက်မျိုးထွက်လာခဲ့သည်ယခုတစ်ချိန်တွင်တော့၎င်းတို့အကျိုးစီးပွားနဲ့အညီဖြစ် စ်လာမည့်အဖြစ်ရှင်းချက်မျိုးထပ်ပေါ်လာအောင်မယမကလှုပ်လာကြတော့သည် မြေဒီဘက်ကမှ၎င်းတို့၏ဒေသတွင်အော်စာလွန်မှုမှုကိုပြက်ပြားအောင်လုံမလာနိုင်စေရန်ဖြစ်သည်တန်နမန်ရေးဖီအားပေးမှုများစီးပွားရေးမလုံများကြောင့်၎င်းတို့လူချင်းသည်ရလက်ထပ်ပေါ်လာခဲ့ပြီး2025ဧပြီလအတွင်း MNDA သည်လောင်းရှိုးကိုစစ်တပ်အားပြန်ပေးခဲ့ရသည်ဤဒီကိုကြည့်မည်ဆိုကတရုတ်တို့ဝင်ရောက်ဆွဖက်မှုမရှိဘဲမြေတို့မှ ဖြစ်လာနိုင်စရာရှိမည်မဟုတ်ဆိုတဲ့အချက်ကိုထင်ရှားတွေ့လာရသည် တရုတ်သည်ထိုသို့သောပုံစံမျိုးတွေ့ကျင်သုံးလာပြီးစပွဲဝိုင်းနှင့်မြေသူကိုခေါ်ထိုင်ခိုင်းပြီးမြေသူကိုလူကျင်နာပေးရမည်ဆိုသည်ကိုပါဆုံးဖြတ်လာသည့်အစဉ်ရောက်လာခဲ့သည်တရုတ်၏ထန်တိုင်းကျေလာနေမှုသည်တော်လန်ရေးအရေးကိုဟန်တာလာရုံသာမကနိုင်ငံရေးမျက်နှာစာကိုပါသူနီသူဟန်မြေပုံဖော်နိုင်ရန်ကြိုးပမ်းလာနေ၍တော်လန်ရေးပေါ်တက်ရောက်လာနိုင်သည့်အချက်၃ချက်ကိုတွေ့လာရသည်ပထမအချက်တရုတ်သည်တော်လန်ရေးအောင်ပွဲကိုမြင်းမြအတိုင်းတာထေသာရှိစေရမည်မဟာဗျူဟာအရအတွန့်ချက်ကန့်သက်ချုပ်ချယ်နိုင်စွမ်းရှိလာခြင်းဖြစ်သည် ပြည်သူများ၏အပိဒတ်ရေမှန်းချက်သည်ဆွေအာနာရှင်စနစ်လက်နက်ကင်တွန်းလှန်ခြင်းဖြင့်မြမမြေပေါ်မှအပီးပိုင်ခွေပြောက်သွားရေးဖြစ်သည့်တရုတ်သည်ရှမ်းမြောက်တွင်ချိတ်ချောက်ချက်ကိုင်းသည့်ပုံစံမျိုးဖြင့်ဝင်ရောက်ဆက်ဖက်လာခြင်းကြောင့်မြမတော်လန်ရေးသည့်ထိခိုက်လာခဲ့ရသည်။ထို့သောတော်လန်ရင်တက်များတိမ့်ပိုက်ထားသည့်မြို့ရနယ်မြေတိုင်းကိုထိုးထိုးလှုပ်လာဖို့မရှိတော့လေ၎င်းတို့၏အထိကအကျိုးစီးပွားကိုထိခိုက်လာမည်ဆိုကဝင်ရောက်ပတ်သက်လာတော်မည်ဖြစ်သည်။ဤဒီကတရုတ်သည် စစ်ကောင်စီဘက်ကလိုက်လုံနေခြင်းမဟုတ်ဘဲ၎င်းတို့အကျိုးစီးပွားအတွက်မဟာဗျူဟာပိုင်းရချက်ချက်ပြင်းပြတ်တွက်ချက်ပြီးလက်ရှိနိုင် င်ငံတွင်မတိမငြိမ်ရွေးရှားနေသောပါဝါချိန်ခွင်ရှားအောင် ground balancing ကိ ing, ုမြေပြင်အခြေအနေကိုထိန်းညှိပေးနိုင်ရန်ရည်ရွယ်ချက်ရှိရှိလှုပ်လာခြင်းပင်ဖြစ်သည်ပေကျင်းသည့်မြန်မာတွင်နေမည်များအကွဲအကွဲပြဲပြဲဖြစ်နေခြင်းနဲ့နိုင်ငံရေးရပ်ကွက်ပြနေခြင်းသည့်ပိုးရထိန်ချောင်းရလွယ်သည်ကိုယူဆထားသည်။ထို့မှသာနိုင်ငံအားပြိုကွဲမသွားစေဘဲအကွဲပြဲများဖြင့်အင်အားချေနေနေမှသာ၎င်းတို့ရေရှည်အကျိုးစီးပွားအတွက်အလုပ်ဖြစ်ပေမည်။ မြန်မာအားပြိုကဲမသွားစေရေ၎င်းတို့လူကြလိုက်ရောရမည်နိုင်ငံအဖြစ်ဆက်ရှိနေခြင်းသည်သာအကောင်းဆုံးအခြေအနေဟုလည်းသတ်မှတ်ထားပြီးဖြစ်သည်ဒုတိယအချက်တရုတ်တွင်မြေလက္ခဏာတွေပါသည့်ပဏိပကအဆုံးသက်ရေးဆိုသည့်ကိုမြန်မာအကူကာပြီးပုံစံချထွက်ပေါ်လာနိုင်ခြင်းဖြစ်သည် ရခိုင်ကငြိမ်းချမ်းရေးအတွက်အနောက်တိုင်းလူရှင်များနဲ့အစိုးရများကအလုံးရင်ပံ့ပိုးပေးခဲ့တော့လေရှမ်းလက်အသင်းတင်သားရရှိခဲ့သည်တရုတ်ဒေရှေးရှောင်မြန်မာပဏိပခါကိုအမည်သို့မြေပုံစီမံပုံဖော်ရမည်ဆိုသည်ကိုလာရှိုးကိုနမူနာထား၍၎င်းတို့ပုံစံသစ်ကိုထုတ်ပြလာခဲ့ပြီးဖြစ်သည်လက်ရှိရေအမေရိကန်သည်မြန်မာနှင့်ပတ်သက်၍၎င်းတို့ဖွဲ့စည်းများကိုရှမ်းမုံငွေများဖြတ်တောက်ကနောက်ဆုတ်သောချိန်လည်းဖြစ်၍တရုတ်ဒေရေရေတင်းတင်းလှုပ်ရှားလာချိန်လည်းဖြစ်သည် ထရုတ်သည်မြန်မာသားမကအာဆီယံ၏အဓိကနိုင်ငံများဖြစ်သောထိုင်းနှင့်မလေးရှားကိုပါဩစာတက်ရောက်နိုင်စွမ်းရှိနေသည်။တရုတ်၏မိုဒယ်သည်ပဏိပကများလျှော့ချောင်းလောက်ကောင်းလုံနိုင်မည်ဖြစ်သောလေ ရှေးရှေးတည်တမ်းမြင့်ငိမ့်ချင်းရဖို့လက်ရှိပုံတံကိုပြုပြင်ပြောင်းလဲလုပ်နိုင်မည်တော့မဟုတ်ပေ။တတိယချက်စိုးရိမ်စရာအကောင်ဆုံးအချက်လေးဖြစ်သည့်မြန်မာတွင်တရုတ်သည်တက်ကြွပြီးတဖြည်းဖြည်းတက်ရိုက်ပါဝင်ပတ်သက်မှုကြောင့်ကျေပြန်သည့်ပထဝီနိုင်ငံရေယာဆိုင်ရာအန္တရာယ်များနဲ့သက်ဆိုင်လာခြင်းဖြစ်သည့်လော်လော်ဆယ်ရင်းကမ္ဘာနိုင်ငံရေတွင်လာရန်နှခုထပ်ပေါ်လာသည့်ရှေးသည့်အမေရိကန်နှင့်တရုတ်ကြားဘူမိနိုင်ငံကြီးအားလစ်လျူရှူလာမှုနှင့်ဘူမိနိုင်ငံကြီးရှင်ပြိုင်လာမှုမြင်ဖြစ်သည့်ထိုလာရန်နှခုစလုံးသည်မြန်မာအတွက်ရေရှည်ရင်းအန္တရာယ်ပေးလာနိုင်မည်သည့် နိုင်ငံတကာဖို့အခြားနေရာများတွင်ဖြစ်ပေါ်လာနေသောပဋိပက္ခများကြောင့်စိတ်ကုံလာမှုနှင့် ပြည်တွင်ရေးဘက်အာယုံဆိုင်လာခြင်းများကြောင့်ဘူမိနိုင်ငံရေးပေါ်လစ်လူရှူလာခဲ့မှုများသည့်တရုတ်တို့အခွင့်ဖြစ်လာရသည်မြန်မာ၏အိမ်နီးချင်းနိုင်ငံများသည်လည်းမြန်မာတွင်ရေရှည်တည်တက်မြင့်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအရေးထပ်ပေါ်လာရေးတို့ထက်၎င်းတို့အတွက်လက်တလောတည်ငြိမ်မှုရှိရေးနှင့်မဟာပြူဟာအကျိုးကိုသာကြည်လာကြသည်ထို့သောဘူမိနိုင်ငံရေးလစ်လူရှူလာမှုများကြောင့်တရုတ်တို့ဘုမဆိုးသလောက်ဆန့်ကျင်မှုများမှလွဲ၍၎င်းတို့လူချင်းသလောက်ပုံဖော်နိုင်မည့်အခွင့်အကောင်းကိုရလာခဲ့သည်ထို့ထက်ပို၍ဆူဆူဝါးဝါးထပ်ပေါ်လာနိုင်သည်ကပင်အင်အားကြီးနိုင်ငံများရှင်းပြိုင်လာမည့်အရေးပင် င်းဖြစ်သည်တဖန်နဲ့တဖန်မဟာဗျူဟာရအသာစေးရမည်ကိုစံချင်လာခြင်းဒေတာရင်းမတည်မငြိမ်ဖြစ်အောင်ကြိုးပမ်းလာခြင်းဩဇာအာဏာလွှမ်းမိုးနိုင်ရင်းနဲ့တဘာဝအရှင်မြင့်မြတ်အတွက်ပြိုင်ဆိုင်လာခြင်းမျိုးဖြစ်သည်ထို့သောဖြစ်လာကမြန်မာပြည်၎င်းတို့ရှင်မြိုင်စရာဇခုံတွေဖြစ်လာပြီးယခုထက်ပိုရေပင်ကတောင်းကနေဖြစ်လာနိုင်ပေသည်မတည်မငြိမ်ဖြစ်လာမှုများနဲ့အုတ်ချုပ်ရေးရင်ကွက်လက်ကြီးဖြစ်ပေါ်လာမှုကြောင့်လက်နက်မောင်းကုန်မှုတွေမွေးရေးဈေးဝအထည်တရားမဝင်ဈေးဝရေးလုပ်ငန်းများကြီးထွားကျယ်ပြန့်လာမည်ဖြစ်သည် နိုင်ငံတကာတာဝန်မဲမှုသည်မြန်မာအားငြိမ်းချမ်းသာရပြီးဖွံ့ဖြိုးလာရမည်အစားချိန်နဲ့ရင်းရင်လာပြီးပြည်ပမှကြိုးကန့်ခဲလေခံရမည် NGC တို့တွန်းပို့ပေးနေသလိုဖြစ်လာခဲ့သည်မြန်မာသည်2021မတိုင်မီနိုင်ငံရေးအကြက်တဲမှာရေရှည်လက်နက်ကင်ပဏိပခကြီးအဖြစ်ရောက်ရှိလာခဲ့ပြီးဖြစ်သည်စစ်တပ်နှင့်တော်လှန်အင်အားစုများသည်လည်းကိုယ်ရီမန်းချက်နှင့်ကိုလှုပ်ရှားနေကြသည်နိုင်ငံတကာအတိုင်းဝန်ကလည်းဗာဒီဘာသာနေနေကြ၍မြန်မာသည်လက်ရှိအနေအထားမှာရုံးထွက်နိုင်ရန်ကိုယ်နည်းကိုယ်ဟန်ဖြင့်အပြေရှားကြရတော်မူဖြစ်သည် ကိုလိုနီခေတ်ဗြိတိရှားတပ်သည့်ပညာရှင်ဂျွန်စ်ဖာနီဗယ်မှာဗမာပြည်နိုင်ငံရေးစီးပွားရေးမိတ်ဆက်စာရန်တွင် မြန်မာပြည်အချိန်အနည်းနဲ့အများဆိုသလိုမင်းမင်းစီရိုက်ဖြင့်ဗယံပဒါဖြစ်လာခဲ့မည်ဆိုရင်နောင်လူများသည်မြန်မာအားတရုတ်ဤပြည်နယ်တစ်ခုဖြစ်တွေ့ရလိမ့်မည်ဟုသတိပေးခဲ့ပူသည်ပုံမှန်အေးချမ်းနေသည့်အချိန်များဆိုကဖာနီဘေးစကားသည်မြည်သူမှပိုလွန်မည်ဟုယူဆရမည်ဖြစ်တော်လဲနနံရှညိုင်မတည်ငြိမ်မှုများနှင့်ရင်ဆိုင်နေရသည့်လက်ရှိအချိန်တွင်တော့ဖာနီဘေးစကားသည်စိတ်မသက်မသာဖြစ်เสียကောင်းလောင်အောင်စီရော်လာပြီဖြစ်သည်မြန်မာပြည်တရုတ်ဤပြည်နယ်တစ်ခုတကယ်တမ်းဖြစ်လာနိုင်ပွဲမရှိတော့လဲမြန်မာနိုင်ငံရေးနှင့်ပြည်လဲဖွဲ့စည်းမှုပေါ်တရုတ်တို့လွှမ်းမိုးလို ုံမှုကြီးထွားလာခဲ့ပြီးတဖြည်းဖြည်းအဆုံးဖြတ်ပေးနိုင်တဲ့အနေအထားရောက်ရှိနေပြီဖြစ်တဲ့ဥဆောင်မကိုညီကုန်းချုပ်ထားသည်ရှိခိုးလိုအချိန်နဲ့မျိုးနဲ့ရင်ဆိုင်လာရချိန်တွင်မိမိတို့အကျိုးပွန်ပဲ့မည်ဆိုရသော၎င်းတစ်ဖက်ကိုမခံခြင်းစိတ်ဖြစ်သော၎င်းစကောင်းဆောင်များအားမျက်စိမိတ်ထောက်ခံနေကြသူများသည်တိုင်းမိပေါ်သစ္စာဖောက်သူများအဖြစ်တမိုင်းတွင်ကျန်ရင်မြေဖြစ်ကိုတရေချက်တဲ့လှပေသည်ပြည်သူတို့၏တွန်းလှန်စစ်မုတ်ချအောင်ရမည် ဆက်လက်ပြီးရန်ကုန်မော်လမြိုင်ကောင်းလိုင်းတလျှောက်စစ်ကောင်စီကင်းမုံတွေတိုးချလာဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဝန်ပြည်နယ်တထုံခရိုင်အတွင်းရန်ကုန်မော်လမြိုင်ကောင်းလိုင်းတလျှောက်မှာစစ်ကောင်စီဘက်ကကင်းမုံတွေပုံမတိုးချလာတယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကတန်လင်းတိုင်းကိုပြောပါရယ်။စစ်ကောင်စီတဟဧဘရတတိယပတ်လောက်ကစားပြီးစိုက်ထိုးဘီလင်းနဲ့တထုံမြို့နယ်ကြားလမ်းမတွေမှာကင်းလှည့်တာနဲ့ကင်းမုံဝက်တာတွေပုံမတိုးမြင်လာတာဖြစ်ပါရယ်။ဒေသခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေရဲ့ပြောပြချက်အရစစ်ကောင်စီတဟရင်းနှန်းတွေမကြကနတိုက်ခိုက်ခံနေရတဲ့နေရာတွေမှာကင်းမုံတွေ ွေပုံမတော်မြင်ထားပြီးတက်ဖွဲ့လင်းအနည်းဆုံးအင်အား20ကနေ30ထိအုံပြူထားပါရယ်ရန်ကုန်မှလက်မြိုင်ကောင်းလန်တရှောင်းမှာစစ်ကောင်းစီတရဲစစ်စေးဂိတ်ပေါင်း20နေပါရှိပြီးအဲ့ဒီစစ်စေးဂိတ်တွေကိုတော်လင်းတက်ဖွဲ့တွေကအမကြခဏဆိုလိုသွားရောက်တိုက်ခိုက်မှုတွေလှုံ့ဆော်နေတာပါစစ်ကောင်းစီဘက်ကကင်းမုံတွေပုံမတော်မြင်ထားတဲ့အတွက် ခရီးသွားလာရမှာအရင်ကထက်ဆိုရင်ပူပန်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်ရှမ်းကုန်မော်လမြိုင်ကမ်းလှမ်းတစ်လျှောက်မှာအခုလအတွင်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့ကြားထိတွေ့တိုက်ပွဲ၄ကြိမ်ထပ်မံဖြစ်ပွားထားပြီးနှစ်ဖက်ထိခိုက်သေးဆုံးမှုတွေလည်းရှိနေပါရယ်